အားလုံးပဲမင်္ဂလာပါဒီနေ့မတ်လ9ရက်နေ့တလင်းငွေနေ့မှာအတူတကွပြန်လည်ပြီးတော့မှဝိညာဉ်ခွန်အားယူဖို့ရန်အတွက်တရားဒေသနာတစ်ပုဒ်ကိုပြင်ဆင်ထားပါတယ်ဒီကနေ့나ယူရမယ့်တရားဒေသနာရဲ့အခြေပြုကျမ်းချက်ကတော့ရှင်မသဲခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်19ဖြစ်ပါတယ်အားလုံးတူတူကဖတ်ကြားကြပါစို့တန်ချေးပိုးရွာဖြစ်စည်း၍တခိုးထွင်းဖောက်ခိုးယူရာမြေကြီးပေါ်မှာဘန္တာကိုမစည်းပူကြနှင့် တန်ချေးပိုးရွာမဖြက်စည်း၍တခိုးမထွင်းမဖောက်မခိုးอยู่ရာ ကောင်းကင်ဘုံ၌ဘန္နာကိုစီပူကြလောကြာနာသူရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေဒင်းနေနိုင်ရမယ့်တရားဒေသနာရဲ့အကောင်းဆုံးကတော့ minimalism နဲ့မျက်မှောက်ခေယုံကြည်သူများလို့အမိရပါတယ်နံပါတ်1အချက်အနေနဲ့ minimalism ဆိုတာဘာလဲ minimalism ဆိုတာ minimal လို့ခေါ်တဲ့အင်္ဂလိပ်ဘာသာစကားကနေလာပါတယ်အဓိပ္ပာယ်ကတော့အနည်းအချင်းအနည်းငယ်မျှတာဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဆိုတော့ minimalism ဆိုတာအနည်းငယ်အရာတွေပေါ်မှာတင်းတင်ရောင်ရဲခြင်းလို့အဓိပ္ပာယ်ရပါတယ်21ရာစုခေတ်ကြီးကို IT kit information technology kit လို့ပြောတယ်ကျွန်တော်တို့စီးပွားရေးအတုံးအနှုံးအနေနဲ့ဆိုရင် consumerism kit ဒါမှမဟုတ်လို့ရှိရင် materialism ခေတ်လို့လည်းပြောကြပါတယ် consumerism ဆိုတာများများထုတ်များများသုံးဝါဒအရာဝတ္ထုတွေကိုအရှံအပယ်နဲ့ကျွန်တော်တို့အသုံးပြုတဲ့ဝါဒတစ်ခုဖြစ်တယ် materialism ဆိုတာကတော့ရုပ်ဝတ္ထု အသုံးအဆောင် ပစ္စည်းဥစ္စာတွေပေါ်မှာ အလေးထားတဲ့ဝါဒဖြစ်ပါတယ်ကျွန်တော်တို့အခုခေတ်ကြီးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရုပ်ဝတ္ထုပစ္စည်းတွေအတုံးအဆောင်တွေပေါ်မှာကျွန်တော်တို့အာယုံစိုက်မှုတွေအင်မတန်မှများပါတယ်အဝတ်အစားတွေတော့၎င်းဖုန်းတွေကွန်ပျူတာတွေတော့၎င်းကားတွေဆိုင်ကယ်တွေတော့၎င်းဒီလိုအတုံးအဆောင်တွေပေါ်မှာအင်မတန်မှအလေးထားတဲ့ခကြီးတစ်ခုဖြစ်ပါတယ်အဲ့ဒီအရာတွေဖြစ်လာအောင်အတွက်ကျွန်တော်တို့လှုံ့ဆော်နေတဲ့အရာက digital marketing လို့ခေါ်တဲ့အရာတွေဖြစ်ပါတယ် digital marketing ဆိုတာက online ပေါ်ကနေကြော်ညာတဲ့အရာတွေ ကျွန်တော်တို့ဖုန်းသုံးတဲ့အချိန်မှာ Facebook တို့ TikTok တို့ကနေအများတန်းပေါ်ပေါ်လာတဲ့ကြော်ညာတွေဖြစ်တယ်။အဲ့ဒီအရာတွေကကျွန်တော်တို့ကိုလိုချင်စိတ်ရှိအောင်တတ်မှတ်စိတ်ရှိအောင်ကျွန်တော်တို့ဝယ်ချင်အောင် အမျိုးမျိုးနဲ့လှုံ့ဆော်နေတဲ့အခါမှာကျွန်တော်တို့ရှိပီးသားအရာတွေပေါ်မှာ ရောင်ရဲခြင်းမရှိတော့ဘဲနဲ့ပိုပိုလိုချင်တဲ့စိတ်တွေပိုပိုပြီးတော့မှသူများပိုင်ဆိုင်တဲ့အရာတွေကိုကိုယ်လည်းပိုင်ဆိုင်လို့စိတ်တွေပိုပိုများလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေထဲမှာကျွန်တော်တို့အမှန်တကယ်မလိုအပ်တဲ့အရာတွေအများကြီးကျွန်တော်တို့ဝယ်မိတယ်စူဆောင်းမိတယ်ငွေကြေးအုပ်စာတွေကျွန်တော်တို့ရဲ့အချိန်တွေကိုလည်းသုံးမိဖြုံးမိတယ်လို့တွေ့ရပါတယ်ဒါကြောင့်မလို့ minimalism ဆိုတာမလိုအပ်တဲ့အရာတွေကို ဘေးဖယ်ထားပြီးတော့မှလိုအပ်တဲ့အရာတွေပေါ်မှာအမှန်တကယ်အာယုံစိုက်ပြီးတော့မှကိုယ့်ရဲ့ဘဝမှာဘယ်အရာတွေကလိုအပ်ပြီးဘယ်အရာတွေကမလိုအပ်ဘူးလဲဆိုတဲ့အရာကိုခွဲချမ်းစိုက်ပြန်ခြင်းဖြစ်ပါတယ်။ဒါကအခုခေတ်လူတိုင်းလူတိုင်းအတွက်အထူးသဖြင့်ယုံကြည်သူတွေအတွက်အင်မတန်မှယေကြည်ပါတယ်။နံပါတ်1အချက်အနေနဲ့ကျွန်တော်တို့စံစာကတုံတင်ထားတာက တင်းတိမ်ရောက်ရဲခြင်းဆိုတာ freedom လို့ခေါ်တယ်လွတ်လပ်မှုဖြစ်တယ်လို့ပြောပါတယ်။ တမန်တော်ရှင်ပေါလုကဖိလိပ္ပိဩဝါဒစာခန်းကြီးလေးအခန်းငယ်17ကနေ23မှာငါချို့တဲ့လိုအချင်းကြောင့်အရာများကိုပြောနေခြင်းမဟုတ်ပါအကြောင်းမူကားငါတွေးကြုံသည်။တော့အရာတို့၌ရောင်ရဲသောစိတ်ရှိအံ့သောငါငါတင်မိပြီတဲ့။ तू တွေးကြုံတဲ့အရာတွေအလုံးပေါ်မှာတင်းတင်ရောင်ရဲတဲ့စိတ်ရှိဖို့ငါတင်မိပြီဒီအရာကအမှန်တကယ်တင်ယူဖို့လိုအပ်တဲ့အရာပါလားဆိုတော့ကျွန်တော်တို့တွေးမြင်ရပါတယ်။တင်းတင်ရောင်ရဲခြင်းဆိုတာ ပိုမိုလိုချင်တောင်းတခြင်းမဟုတ်ပဲဘုရားသခင်ကိုယုံကြည်ကဝမ်းမြောက်ခြင်းဖြစ်ပါတယ်။တမမှုလိုချင်မှုတွေကိုရှော့ချနိုင်မယ်ဆိုရင်ဘုရားရဲ့ရည်ရွယ်ချက်ကိုပိုမိုအယုံဆိုင်လာနိုင်မယ်။ကျွန်တော်တို့ရဲ့ဘဝကလည်းပိုပြီးတော့မှငြိမ်ချမ်းမယ်။စိတ်ခံစားမှုလည်းပိုပြီးတော့မှတာယာလာမှာဖြစ်ပါတယ်။အေးချမ်းလာမှာဖြစ်ပါတယ်။စကားပုံတစ်ခုရှိပါတယ်။သွေးထွက်အောင်မှန်တဲ့စကားပုံတစ်ခုလို့ပြောလို့ရပါတယ်။အဲ့ဒီစကားပုံကပါလဲဆိုရင် ဘယ်သူ့ကိုမှအားမကျတဲ့သူကကဘာမှာအားကျစရာအကောင်းဆုံးသူဖြစ်ပါတယ်တဲ့ကျွန်တော်တို့လူတိုင်းလူတိုင်းကကျွန်တော်တို့ငယ်ငယ်ကလေးတွေကကျွန်တော်တို့ထက်စာတော်တဲ့လူတွေကျွန်တော်တို့အားကျခဲ့တယ်ကျွန်တော်တို့ထက်ပညာတတ်တဲ့လူတွေကိုကျွန်တော်တို့အားကျခဲ့တယ်ကျွန်တော်တို့ထက်ချမ်းသာတဲ့လူတွေကိုကျွန်တော်တို့အားကျခဲ့တယ်ကျွန်တော်တို့ထက်ရုပ်ချောတဲ့လူတွေအစင်းယူပကာကောင်းမွန်တဲ့လူတွေကိုကျွန်တော်တို့အားကျခဲ့တယ်အားကျတဲ့အရာတွေနဲ့ကျွန်တော်တို့ကဖြတ်သန်းလာတယ် ဒါပေမဲ့အဲ့ဒီလိုအားကြတဲ့အရာတွေကိုပိုင်ဆိုင်ဖို့အဲ့ဒီနောက်ကိုလိုက်ရင်းလိုက်ရင်းနဲ့ကျွန်တော်တို့ရဲ့ဘဝတွေနင်းမြုပ်တဲ့အရာတွေလည်းအများကြီးရှိပါတယ်။အမှန်တကယ်တော့တဲ့ဘယ်သူ့ကိုမှအားမကြတဲ့သူကကဘာမှအားကြစရာအကောင်းဆုံးလူတစ်ယောက်ဖြစ်ပါတယ်။ဒါက minimalism ကိုအမှန်တကယ်လိုက်လျှောက်တဲ့သူတစ်ယောက်ရဲ့အသက်တာလို့ပြောလို့ရပါတယ်။နံပါတ်3ချက်အနေနဲ့တည်င်ကအရာတွေထပ်ထာဝရအရာကိုမျက်မှောက်ပို့ဖို့အရေးကြီးပါတယ်။စံစာမှာမြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ်မရှိကြနဲ့။ အထက်အရာတို့ကိုသာဆွဲလန်းချင်းရှိကြလောလို့တွေ့ရပါတယ်။သင်္ကာရအရာတွေမှာကျွန်တော်တို့အာယုံစိုက်နေမယ်ဆိုရင်ထာဝရအရာတွေကိုကျွန်တော်တို့မျက်ွယ်ပြုမိနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အလေးထားမှာပါလေ။ဝိညာဉ်ရေးရကိုကျွန်တော်တို့လေးထားမယ်နံပါတ်1အနေနဲ့။နံပါတ်2အနေနဲ့ကျွန်တော်တို့လူမှုဆက်ဆံရေးပေါင်းတင်းဆက်ဆံရေးကိုကျွန်တော်တို့အလေးထားမယ်။တချို့တွေကကျွန်တော်တို့ငွေရှာတယ် ဒါမှမဟုတ်ကျွန်တော်တို့ social media တွေသုံးပြီးတော့မှကျွန်တော်တို့ပေါင်းတင်ဆက်ဆံရေးပိုင်းမှာလူမှုဆက်ဆံရေးပိုင်းမှာကျွန်တော်တို့အားနည်းသွားတဲ့အရာတွေအများကြီးရှိပါတယ်။ဆိုတော့ကျွန်တော်တို့ခရစ်ယာန်တယောက်အနေနဲ့ဝိညာဉ်ရေးရကိုခွန်အားရှိအောင်ကျွန်တော်တို့စ조사ရမှာဖြစ်တယ်လို့ကျွန်တော်တို့လူမှုပေါင်းတင်ဆက်ဆံရေးမှာလည်းကျွန်တော်တို့ဝန်ဆက်တဲ့သူတယောက်ဖြစ်အောင်နေရမှာဖြစ်ပါတယ်။ပြီးတော့မှကျွန်တော်တို့ service လို့ခေါ်တဲ့ကိုဂျွန်းစွန့်အကူအညီပေးခြင်းကျွန်တော်တို့အခုခေတ်ကြီးမှာသူတပါးစီကအမျက်အစွန်းဘလို့ရနိုင်မလဲဆိုတာကိုစဉ်းစားရင်းစဉ်းစားရင်းနဲ့ပဲလူတွေအလုံးလုံးနေကြတာဖြစ်တယ် ဒါပေမဲ့အဲ့ဒီကြားထဲမှာကျွန်တော်တို့ကိုဂျိုးစွန်ပြီးတော့မှသူတစ်ပါးအတွက်အကူအညီပေးခြင်းဆိုတဲ့ခရစ်ယန်တို့ရဲ့အသက်တာကိုလည်းကျွန်တော်တို့လိုက်လျှောက်ဖို့အင်မတန်မှအရေးကြီးပါတယ်။နံပါတ်၄အနေနဲ့ကျွန်တော်တို့ယေရှုဟာစံနမူနာယူဆရာဖြစ်ပါတယ်ခုခေတ်ကြီးမှာ။နှစ်ကောအခန်းကြီး၈အခန်းငယ်၉မှာအကြောင်းမူကားငါတို့သခင်ယေရှုခရစ်သည် စီးစိမ်ရှိတော်လဲဆင်းရဲတော်မူခြင်းအပြင်သင်တို့သည်စီးစိမ်ရှိစေခြင်းကသင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူသောယေရှုတော်ကို င်တို့တိကြ၏လို့တွေ့ရပါတယ်။ယေရှုဟာလောကကြီးထဲမှာအရာအလုံးကိုပိုင်ဆိုင်နေတဲ့သူဖြစ်ပေမဲ့သူ့ရဲ့ဘဝကိုရိုးရှင်းစွာဖျက်ဆီးတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဆိုတော့စီးစိမ်ဥစ္စာတွေထက်ဖခမဲတော်ရဲ့အလိုကိုဖြည့်ဆည်းခြင်းကိုအလေးထားတယ်ဆိုတော့တွေ့ရပါတယ်။ဆိုတော့ကျွန်တော်အခုခေတ်မှာတကယ်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့အမှန်တကယ်မလိုအပ်ပဲနဲ့ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အရာတွေအများကြီးရှိပါတယ် ဥပမာကျွန်တော်တို့အဝတ်အစားတွေကျွန်တော်တို့တနှစ်မှနေလို့တစ်ခါမှတော့မဝတ်တဲ့ကျွန်တော်တို့အဝတ်အစားတွေကျွန်တော်တို့တစ်တာထဲမှာကျွန်တော်တို့ဘီရိုတွေထဲမှာကျွန်တော်တို့ထားတယ်ကျွန်တော်တို့နေထိုင်စားသုံးမှုပုံစံမှာကျွန်တော်တို့ခန္ဓာကိုယ်ကခွန်အားဖြစ်ဖို့အတွက်လိုအပ်တာတွေထက်ကျွန်တော်တို့ပိုပြီးစားလို့ရှိရင်ကျန်းမာရေးထိခိုက်တာတွေကျွန်တော်တို့တွေ့ရတယ်ငွေကြေးသုံးဆွဲမှုမှာလည်းကျွန်တော်တို့အမှန်တကယ်လိုအပ်တဲ့အရာတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ဖျော်ဖြေဖို့အတွက် တုံးဆွဲခြင်းမဟုတ်ဘဲနဲ့ဖြုံးတီးခြင်းအရာတွေမှာကျွန်တော်တို့တုံးဆွဲတဲ့အရာတွေအများကြီးတွေ့ရတယ်ကျွန်တော်တို့ရဲ့နေ့စဉ် lifestyle နေ့စဉ်ဖြတ်သန်းမှုမှာလည်းလိုအပ်တဲ့အရာတွေဖြစ်သင့်တဲ့အရာတွေထက်ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေလိုချင်တဲ့အရာတွေနောက်ကိုကျွန်တော်တို့ light ရှောက်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝကြီးကမလိုအပ်တဲ့အမှိုက်တွေနဲ့ပြည့်နေမှာဖြစ်တယ်ဒါကြောင့်လိုအပ်တဲ့အရာတွေကိုစီစီနဲ့ကျွန်တော်တို့အသုံးမပြုတ်နိုင်ပဲနဲ့အမှိုက်တင်နဲ့ပြည့်နေတဲ့ဘဝကြီးကိုကျွန်တော်တို့ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ တိထားရမှာဖြစ်ပါတယ်အချိန်ကိုလည်းကျွန်တော်တို့ကောင်းစွာအသုံးပြုရမယ်မှန်ကျွန်တော်တို့ဘဝအတွက်တိုးတက်မဲ့အရာတွေဘာတစ်ခုမှမရှိတဲ့အရာတွေအတွက်ကျွန်တော်တို့ screen time ကိုအများကြီးအသုံးပြုနေမှာဆိုရင်ကျွန်တော်တို့ရဲ့ဘဝကတိုးတက်တဲ့လောက်တိုးတက်မှာမဟုတ်ပါဘူး screen time ဆိုတာကျွန်တော်တို့ ကွန်ပျူတာကြည့်တဲ့ချိန်တွေ TV ကြည့်တဲ့ချိန်တွေဖုန်းသုံးတဲ့ချိန်တွေဖြစ်ပါတယ်ဒီ screen time ကို short ချပြီးတော့မှစမ်းစာဖတ်ဖို့အတွက်ကျွန်တော်တို့ suit တောင်းဖို့အတွက်ကျွန်တော်တို့ဝิญဉဏ်ရေးခွန်အားရှိဖို့အတွက်ကျွန်တော်တို့စ조사လုပ်ဆောင်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဝယ်နေတဲ့ပစ္စည်းတွေထဲမှာပစ္စည်းပစ္စည်းရတဲ့အသုံးအဆောင်တွေထဲမှာကျွန်တော်တို့အမှန်တကယ်လိုအပ်တဲ့အရာတွေပဲကျွန်တော်တို့ဝယ်ရမှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ minimalism ကိုကျွန်တော်တို့လိုက်လျှောက်ဖို့အတွက်လုပ်ရမယ့်အရာတွေရှိပါတယ်နံပါတ်1ဘာလုပ်အောင်မလဲ ိုအခုပိုင်ဆိုင်တဲ့အရာတွေထဲကကျွန်တော်တို့မလိုအပ်တဲ့အရာ၃ခုကိုခြာရေးပါအဲ့ဒီ၃ခုကိုသူ့တစ်ပါးကိုလှူလိုက်တာပဲဖြစ်ဖြစ်လွှင့်ပစ်လိုက်တာဖြစ်ဖြစ်ကျွန်တော်တို့နံပါတ်၁လိုက်လုပ်ကြည့်ကြအောင်နံပါတ်၂ screen time ကိုလျှော့ပြီးတော့မှကောင်းတာတွေကျွန်တော်တို့လုပ်မယ်နံပါတ်၃ငွေဖြုံးတာတွေကိုလျှော့ပြီးတော့မှလူအပ်တဲ့အရာတွေအတော့ပဲသုံးပြီးဝိညာဉ်ရေးရခွန်အားရမဲ့စာအုပ်တွေဝယ်တာတို့ပေးကန်းစွန့်ကျဲတာတွေကိုကျွန်တော်လုပ်ရအောင် အချိန်ကိုကောင်းစွာအသုံးချအောင် ဖရာသခင်စီကရရှိခံစားရတဲ့အရာတွေဝမ်းမြောက်စွာအရာတွေကိုနေ့စဉ်အချက်၃ချက်အနည်းဆုံးချရေးကြရအောင်ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ဘဝမှာမလိုအပ်တဲ့အရာတွေရော့ချသွားပြီးတော့မှလိုအပ်တဲ့အရာတွေပဲကျွန်တော်တို့ရှိပြီးတော့မှကျွန်တော်တို့ရဲ့ဘဝကပုံမကျစ်လက်လာမယ် ပုံမကောင်းမွန်လာမယ်ဖရာသခင်ကိုပုံမကြီးမွန်းပြီးတော့မှဝမ်းမြောက်တဲ့အတ္တတွေရှိလာမှာဖြစ်ပါတယ်။ဒါကြောင့် consumerism နဲ့ materialism လောကကြီးထဲမှာကျွန်တော်တို့ minimalism လို့ခေါ်တဲ့အနည်းငယ်အပေါ်မှာတင်းတင်းရောက်ရချင်းဘဝတွေကိုဖျက်ဆီးဖို့စူးစမ်းကြရအောင်လို့တိုက်တွန်းခွန်အပ်ရင်းနဲ့ညီကုံချုပ်အပ်ပါတယ်။ဈာနာသူရောက်စီတိုင်းပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစေ။